မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ1ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့အကြမ်းဖက်စစ်ကောင်စီကစံစည်းနှုန်းတွေကြီးမြင့်အောင်ရောင်းချနေတယ်ဆိုပြီးတော့ City Map Company Director စိတ်ကြီးဟာ Orange One Stop Map ကတာဝန်ရှိသူများအပါအဝင်စံကုန်တွေနဲ့စံဆက်ပိုင်ရှင်စက်တအုပ်ကိုစစ်ကောင်စီကဖမ်းဆီးပြီးတော့အမှုဖွင့်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စံစည်းနှုန်းတွေကြီးမြင့်နေတဲ့အတွက်စေကောင်စီကဈေးဝယ်စင်တာနဲ့စတိုးဆိုင်ကြီး53ဆိုင်ရဲ့စံရောင်းဝယ်မှုများကိုစစ်ဆေးခဲ့တယ်လို့သိရပါဗျာ။အခုလိုစစ်ဆေးရမှာဈေးကွက်ဈေးနှုန်းထက်90ရာခိုင်နှုန်းကနေပြီးတော့80ရာခိုင်နှုန်းအထိဈေးတင်အမြတ်ထုတ်ပြီးတော့ရောင်းချနေတဲ့ဆိုတော့ဈေးဝယ်စင်တာ22ခုကတာဝန်ရှိသူ၄ဦးကို အရေးကြီးကုံစီနဲ့ဝန်ဆောင်မှုဥပဒေပုံမှန်900ရာအမှုဖွဲ့ဖမ်းဆီးပြီးတော့အရေးယူထားတယ်လို့သိရပါတယ်။ဒါ့အပြင်စံဆက်ပိုင်ရှင်နဲ့စံကုန်သည်9ဦးကိုလည်းစံစည်းနှုန်းကိုတတ်မှတ်ထားတာထက်37ရာခိုင်နှုန်းကနေပြီးတော့80ရာခိုင်နှုန်းအထိဈေးတင်အမြတ်ထုတ်ရောင်းချနေတယ်ဆိုပြီးတော့အရေးကြီးကုံစီဥပဒေပုံမှန်900ရာအမှုဖွင့်ထားကြောင်းသိရှိရပါတယ်။အရေးကြီးကုံစီနဲ့ဝန်ဆောင်မှုဥပဒေပုံမှန်900ရာထောင်းတဲ့6လကနေပြီးတော့3နှစ်အထိချမှတ်ရမယ်အပြင်ဒဏ်ငွေ9သိန်းချမှတ်ရမှာဖြစ်ကြောင်းပြဋ္ဌာန်းထားပါတယ်။အကြမ်းဖက်စစ်ကောင်စီက ကုန်စည်ဈေးနှုန်းကြီးမြင့်တယ်ဆိုပြီးတော့ရွှေဒေါ်လာဆန်နဲ့စားအုပ်စီလုပ်ငန်းပိုင်ရှင်များကိုဖမ်းဆီးအရေးယူမှုများဇက်တိုက်လှုပ်ဆောင်လျက်ရှိကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်စီရဲ့ယာယီတမရမြင့်ဆွေဟာမျက်လုံးခွဲစိတ်မှုများခံယူနေတဲ့အပြင်နာတာရှိအသေးယောဂါကိုပါခံစားကုသနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စီဂျိုယောဂအခန့်ရှိတဲ့မြင့်ဆွေဟာမျက်လုံးခွဲစိတ်မှုအဖြစ်နဲ့မကြသေးမီကလှုပ်ဆောင်ခဲ့တယ်လို့သိရပါဗျ။များမကြမီကနောက်ထပ် မျက်လုံးတစ်ဖက်ကိုလည်းခွဲစိတ်ကူးသားရမှာဖြစ်ပြီးတော့မျက်လုံးခွဲစိတ်ကူးသားစဉ်ကစိတ်ယုံတက်ခဲ့ရတယ်လို့သိရပါတယ်။ဒါအပြင်နာတာရှိအသေးယောဂါကိုလည်းခံစားနေရပြီးတော့စိတ်ဝါကူးသားနေစေဖြစ်တယ်လို့သိရပါတယ်။ယောဂါများခံစားနေရတော့လေအသက်အန္တရာယ်စိုးရိမ်ရခြင်းမရှိကြောင်းနဲ့ပုံမှန်စိတ်ဝါကူးသားမှုများခံယူနေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ကချင်ပြည်နယ်ရဲ့မြို့တော်မြကြီးနားမြို့မှာအေယာဝတီမြေရည်များမြင့်တက်လာပြီးတော့ရက်ွက်အများစုရေနစ်မြုပ်နေကာကုညီကယ်ဆယ်ရေးများမလုံလောက်တဲ့အတွက်ပြည်သူတွေထောင်ထဲချီပြီးတော့ပိတ်မိနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြကြီးနားမြို့နယ်ရန်ပူလေကုန်းကြက်ပောင်ချမ်းမြို့တည်ကြီးကျောမင်သာကချင်စု ရွှေညောင်ပင်မန်းခိန်စီတာပူအေးစီတီခေမာတီရီဒုက္ကထောင်ရန်ကြီးအောင်ပံမတီတီတာယူဇနာမြေမြင့် အောင်နှန်းပေါ်ဦးအပါဝင်ရက်ကွက်အများစုမှာရေများအလုံးရင်းနဲ့ဝင်ရောက်လာနေပြီးတော့ပြည်သူတွေထောင်ထဲချီပြီးတော့ပိတ်မိနေတယ်လို့သိရပါဗျ။ရေကတအီးနဲ့ကိုတက်လာတဲ့အပြင်မိုးကလည်းရွာနေတယ် ကူညီဖို့အကူအညီတောင်းတဲ့သူတွေများပေမဲ့လေကလည်းအလုံးလောက်မရှိဘူး။ကူညီကယ်ဆယ်ရေးကအင်တိုင်းအားရိုက်မလုပ်နိုင်ဘူးဖြစ်နေတယ်။အခြေအနေကတော့တော်တော်ကိုဆိုးနေတယ်လို့ဒေသခံပရိုက်တာဓမ္မတော်ဦးကပြောပြထားပါဗျ။လက်ရှိမှာမြစ်ကြီးနားမြို့နယ်အတွင်းကိုမြစ်ရိမ်မြင့်တက်လာမှုဟာ၄ဘီကျော်၅ဘီနီးပါးထိရှိလာပြီလို့သိရပါဗျ။မြစ်ကြီးနားမြို့ရဲ့စိုးရိမ်ရေးအမှတ်ထက်၄ဘီကျော်မြင့်တက်လာနေကြောင်းသတင်းရရှိပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့မှာစစ်ကောင်စီကတိုက်လေရင်နဲ့မနေ့ကညပိုင်းကဘုံကျဲမှုကြောင့် One Love Hotel နဲ့လူနေအိမ်15လုံးထက်မနည်းပျက်စီးသွားပြီးတော့ပြည်သူတွေထိခိုက်ဒေဆုံးမှုတွေရှိနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ30ရက်နေ့ည7:45မိနစ်အချိန် စစ်ကောင်စီတပ်ကကြောင်မဲမျိုးပေါ်ကိုဘုံကျဲချတဲ့အတွက်ပင်လုံလန်း1လက်ခေါ်တဲ့ပြက်စီးသွားပြီးတော့လူနေအိမ်15လုံးထက်မနည်းပြက်စီးသွားတယ်လို့သိရပါဗျ။စစ်ကောင်စီကကြောင်မဲမျိုးတွေကိုလေရင်များနဲ့ဘုံများကိုဇက်တိုက်ကျဲချခဲ့တယ်လို့သိရပါဗျ။ကြောင်မဲမှာမနေ့ည7:45မိနစ်ဝင်းကျဲအချိန်ကမင်းအောင်လိုင်တပ်ကလေရင်နဲ့ဘုံကျဲလို့ပင်လုံလန်းက1လက်ခေါ်တဲ့ပြက်စီးသွားတယ်။မြို့ထဲမှာလည်းဘုံတွေကြောက်ရောက်ပောက်ကွဲလို့ပြည်သူတွေထိခိုက်မှုတွေရှိနေတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါဗျ။ လက်တလောကြောင်မဲမှာစေကောင်စီရဲ့နောက်ဆုံးလက်ကျန်ဆက်စခန်းဖြစ်တဲ့ခမရ901နဲ့902တို့ကို TNL နဲ့ PDF ပူးပေါင်းတပ်ဖွဲ့များကထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်းသတင်းရရှိပါတယ်ခမရနောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့စကိုင်းတိုင်းမုံရွာခရိုင်အတွင်းမှာရှိတဲ့စစ်တပ်ရဲ့အထိုင်းစခန်းများကိုတော်လိုင်းအဖွဲ့များကဇွန်လ23ရက်နေ့ကနေဇွန်လ30ရက်နေ့အထိဒရုန်းနဲ့ဘုံများကိုကျေချတိုက်ခတ်ရအကြမ်းဖက်စကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုများနိုင်တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ ဇွန်လ30ရက်နေ့မနက်7:15မိနစ်အချိန်သကိုင်းမြင်းမှုမုံရွာကားလန်ဘေးမှာကျင်းနေများတယ်ဆောင်ရန်လုံခြုံရေးအတွက်မြင်းမှုမျိုးနဲ့အလကပကျေးရွာကြားတို့မြန်မာကျော်စီဆိုင်မှာအထိုင်ကျနေထိုင်တဲ့စစ်တပ်ကို Facewing Drone နဲ့စီးနေဘုံးကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ခိုက်မှုကို People's Night Defense Force မြင်းမှု PKDF MMU ကပြုတ်လုခဲ့ကြောင်းသိရှိရပါတယ်။ဒါ့အပြင်ဇွန်လ29ရက်နေ့ညနေ4:50မိနစ်အချိန်မှာမြင်းမူအထက်ကတိတ်ကထွက်လာတဲ့စစ်တပ်ကမုံရွာကထွက်လာတဲ့ကျင်းဒီတဲဆောင်တဲ့ကားများကိုလုံခြုံရေးအဖြစ်နဲ့ယူပေးနေတဲ့အချိန် Facewing Drone နဲ့ဘုံးကျက်တိုက်ခိုက်ခံခဲ့ရတယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအပြီးမှာ15မိနစ်အကြာ မြင်းမူအထက်ကတိတ်ကလက်နဲ့ကြီးလက်နဲ့ငယ်များနဲ့ရန်တမ်းပြစ်ခတ်ခဲ့တယ်လို့သိရပါတယ်။ဇွန်လ28ရက်နေ့ညနေ9နာရီအချိန်မုံရွာခရိုင်အရာတော်မြို့နယ်တလဲပါပူစောတိရွာကို fixed wing drone ၄စီးနဲ့ဘုံငါလုံးကျဲချတိုက်ခိုက်ရာအဲ့ဒီတိုက်ခိုက်မှုမှာစစ်ကောင်စီတပ်သားများနဲ့ပူစောတိများအများအပြားထိခိုက်ဒေဆုံးနိုင်တော်လဲအရေးအတွက်ကိုတော့မသိရသေးကြောင်းပြောဆိုခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုကို People's Night Defense Force မြင်းမူ PKDF MMU နဲ့အတူသခိုင်းခရိုင်အမှတ်ခွန်တရင်မုံရွာခရိုင်အမှတ်27တရင် MMU PDF စကိုင်းခရိုင်ဒရုန်းတပ်ဖွဲ့စတဲ့မဟာမိတ်အဖွဲ့များကပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဒါ့အပြင်ဇွန်လ23ရက်နေ့မွန်းလွဲ2နာရီအချိန်မှာလည်းစကိုင်းမြင်းမူမုံရွာကားလမ်းမှာချင်းဒီတင်ဆောင်နေတဲ့ကားများရဲ့လုံခြုံရေးအတွက်မြင်းမူမျိုးနဲ့အလကပတ်ကျေးရွာကြားဒုံမြမကျော်စီဆိုင်မှာအထိုင်ချထားတဲ့စစ်တပ်ကို face ring drone ၃စီးနဲ့ဘုံးကျက်တိုက်ခိုက်ရာစစ်ကောင်စီတပ်သားအများအပြားထိခိုက်သေဆုံးနိုင်တော်လဲ ်အရေးအတွက်ကိုတော့မသိရသေးကြောင်း People's Night Defense Force မြင်းမူကတာဝန်ရှိသူကပြောဆိုထားပါဗျ။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေကလက်နက်ကြီးတွေနဲ့ရမ်းပြီးတော့ပစ်ခတ်ခဲ့တော့လေရဲဘော်များအထီးကိမ်းမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။၎င်းစစ်စင်ရေးကို People's Night Defense Force မြင်းမူ PKDF MMU နဲ့အတူငန်းဆောင် People's Defense Force ငန်းဆောင်မျိုးနဲ့ပကဖအပါဝင်မဟာမိတ်အဖွဲ့များကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်။တရင်ကတော့မန္တလေးတိုင်းမရိယာမြို့နယ်ထဲမှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပြီမယ်။စစ်ကောင်စီအုပ်စုကခွင့်ပြုတယ်ဆိုပြီးတော့တောင်ပြုံးပွဲကိုပုံမှန်အတိုင်းရှေ့ရကြာကျင်းပမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မရိယာမြို့နယ်တောင်ပြုံးကြီးကျေးရွာမှာအနော်ရထားမင်းတီထားကိုးကွယ်ခဲ့တဲ့တမိုင်းဝင်စုတောင်းပြေစုတောင်းရဖျားပွဲတော်နဲ့တောင်ပြုံးအရှင်နှပါပွဲတော်ကိုနှစ်စဉ်ကျင်းပမှာဖြစ်ပြီးတော့အခုနှစ်မှာလဲဝါကောင်လာဆန်းရှေ့ရနေ့ဩဂတ်လ12ရက်နေ့ကနေဝါကောင်လာပြင်းနေ့ ဩဂတ်စ်လ19ရက်နေ့အထိရှေ့ရကြကျင်းပမယ်လို့ပွဲကျင်းပရေးကော်မတီကကြေညာထားပါတယ်။တောင်ပြုံးပွဲကျင်းပဖို့စစ်ကောင်စီအုပ်စုရဲ့နှုတ်ခွင့်ပြုမိန့်ရထားပြီလို့ပွဲကော်မတီဥက္ကဋ္ဌဦးထိပ်အောင်ကပြောပါတယ်။ပွဲခွင့်ပြုမိန့်တော့ရပါပြီ။ရလို့ကျွန်တော်တို့သတင်းစာထဲမှာကြေညာလိုက်တာပါ။တရားဝင်စာထုတ်ပေးတာတွေတော့မရှိသေးဘူး။နှုတ်ခွင့်ပြုမိန့်နဲ့တော့ဒါတွေလုံးလို့ရပြီဆိုလို့လုံးတာပါလောက်ကင်ဆောင်ရွက်စရာတွေရှိတာကိုလုံးပါလို့အထက်လူကြီးတွေကအဲ့ဒီလိုပြောတယ်လို့ပြောဆိုကြပါတယ် တောင်ပြုံးပွဲကျင်းပကိုစီစဉ်နေတဲ့အချိန်ဇွန်လ25ရက်နေ့ကစပြီးတော့မရီယာမြို့နယ်အရှိပိုင်းမှာစစ်ကောင်စီအုပ်စုနဲ့တော်လိုင်းတပ်တွေတိုက်ပွဲတွေပြင်းထန်နေပြီးတော့စစ်ကောင်စီအုပ်စုကခြေရွာတွေကိုလေကြောင်းကနေပြီးတော့ဘုံကျဲတာလက်နက်ကြီးနဲ့ပစ်ခတ်တာတွေကြောင့်ပြည်သူတွေထိခိုက်ဒေဆုံးမှုတွေရှိနေတယ်လို့သိရပါတယ်။ဒါ့အပြင်စစ်ကောင်စီကမရီယာမြို့နယ်ထဲမှာရွာစဉ်ပတ်မွေပြီးတော့စစ်ကြောင်းထိုးကလူသက်လူရက်မိရှုပ်အကြမ်းဖက်နေလို့ပေါင်းနဲ့ချီတဲ့ပြည်သူတွေဟာစစ်ဘေးကိုတိမ်းရှောင်နေရတဲ့အချိန်လေးဖြစ်ပါတယ်။ဒါပေမဲ့ တောင်ပြုံးဘွဲကျင်းပမယ်နေရာကမန္တလေးမြို့အနီးသာဖြစ်ပြီးတော့တိုက်ပွဲတွေကမရယာမြို့ရဲ့မြောက်ပိုင်းမှာဖြစ်နေလို့လုံခြုံရေးအတွက်မစိုးရိမ်ရဘူးလို့ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌကပြောပါတယ်တိုက်ပွဲဖြစ်တဲ့နေရာနဲ့က minus 10လောက်ဝေးတယ်ဒီနေရာကတော့မစိုးရိမ်ရပါဘူးမန္တလေးမြို့နယ်လည်းနီးတော့မစိုးရိမ်ရဘူးကျွန်တော်တို့မြို့နယ်နဲ့ပူးပေါင်းချေးရွာတွေနဲ့ပူးပေါင်းပြီးတော့လုံခြုံရေးအတွက်အကုန်ဆောင်ရွက်ထားပါတယ် တိုက်ပွဲတွေလောလောဆယ်အေးသွားရင်တော့တော်တော်လေးကိုစီစီကားကားဖြစ်မယ်လို့ကျွန်တော်ယူဆတယ်လို့ပြောဆိုခဲ့ပါတယ်စစ်ကောင်စီအုပ်စုအနေနဲ့တောင်ပြုံးပွဲလုံခြုံရေးအတွက်ကြေးရွာသားတွေနဲ့ပြည်သူစစ်အမြေခံပြူစောင်းတိတွေကိုအုံပြုတ်ကိုစီစဉ်နေတယ်လို့ကြားသိရကြောင်းဒေသခံတဦးကပြောပါတယ်စစ်တပ်နဲ့ရဲတွေကတော့အမြေခံလောက်ပဲလာမှာပါရွာကလူတွေကိုတာဝန်ပေးပြီးတော့သူတို့မွေးထားတဲ့ပြည်သူစစ်တွေကိုလုံခြုံရေးချမယ်လို့ကြားတယ်လို့ပြောဆိုခဲ့ပါတယ်တောင်ပြုံးပွဲအတွက် ပွဲချင်းပါရေးကော်မတီကဈေးဆိုင်ကနေရာတွေကိုစတင်ရောင်းချနေပြီဖြစ်ပြီးတော့ဆိုင်ကန်900ရောင်းဖို့ပြင်ဆင်ထားရာဆိုင်ကန်300ကရောင်းပြီးပြီလို့ဥထေအောင်ကပြောပါတယ်။ဆိုင်ကန်တခန်းကိုတပေကို2000ကျပ်နှုံးနဲ့ရောင်းချနေတယ်လို့ဆိုပါတယ်။မန္တလေးမြို့မှာနေတဲ့နတ်ကိုးွယ်ယုံကြည်သူအမျိုးသမီးတစ်ဦးကတော့ပွဲရက်လဲဝေးသေးတော့သွားမသွားတော့မသိသေးဘူး။ပတ်ဝန်းကျင်ကလူတွေသွားရင်တော့အခြေအနေကြည့်ပြီးသွားမှာပေါ့လို့ပြောဆိုကြပါတယ်။တောင်ပြုံးပွဲတော့ဟာမြန်မာနိုင်ငံအတွင်းမှာ အစီအကားဆုံးရိုးရာပွဲတော်တစ်ခုဖြစ်ပြီးတော့တာမန်အခြေအနေမှာတောင်ပြုံးပွဲတော်ကိုနိုင်ငံအနှံ့ကနဲ့ယုံကြည်ကိုးကွယ်တဲ့သူတွေနဲ့ခရီးသွားဧည့်သည်တိမ့်နဲ့ချီပြီးတော့လာရောက်လေးရှိတယ်လို့သိရပါတယ်။ COVID-19 ကပ်ရောဂါကြောင့်ပွဲတော်ကျင်းပတာကို၃နှစ်ကြာရန်နာထားခဲ့ပြီးတဲ့နောက်မနစ်က2023ခုနှစ်မှာစစ်ကောင်စီကတောင်ပြုံးပွဲတော်ကိုပြန်လည်ကျင်းပပေးခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီအုပ်စုကဥဆောင်ပြီးတော့မနစ်ကကျင်းပတဲ့တောင်ပြုံးပွဲမှာအရင်လိုမစီကားတော့ဘဲနဲ့ ပွဲတော်တစ်ခုလုံးလောင်းကစားဝိုင်းနေနဲ့ပြည့်နှက်နေတယ်လို့ဒေသခံတွေကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ